မင်္ဂလာပါရှင်အော်တိုဘာလ18ရက်နေ့အတော်ရမျိုးတော်ရဲ့မနက်ပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတော့အင်ချူမီပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဟာခါရဲစခန်းမှာဖမ်းဆီးခံထားရတဲ့တော်လိုင်းရဲဘော်တွေကိုကဲထုတ်ခဲ့ပြီးစစ်သား6ဦးကိုရှင်းလင်းတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နှမမြို့နယ်ကိုစစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင် မကွေးတိုင်းနှမမျိုးနဲ့ဆယ်လေကြီးရွာနဲ့ရှမ်းဖရားကြီးရွာအကြားကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအာနာသိန်းစစ်ကောင်မရှင်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအော်တိုဘာလ12ရက်နေ့မွန်လဲတနာရီဝန်းကျင်ခန့်မှာနှမမျိုးနဲ့ဆယ်လေကြီးရွာနဲ့ရှမ်းဖရားကြီးရွာအကြားကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအာနာသိန်းစစ်တပ်ကလေရင်နဲ့ဘုံကျဲချတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းနဲ့အဆိုပါဘုံကျဲတိုက်ခိုက်မှုအတွင်ပြည်သူများထိခိုက်မှုမရှိကြောင်းသိရှိရပါဗါး အာနာဒိန်စစ်တပ်ကရဟရင်တစီဂျက်ဖိုက်တာနစီနဲ့ဘုံဒီနှလုံးကျဲချပြီးစစ်တပ်နဲ့တွေနဲ့ပါပစ်သွားတာလို့သိရကတီတူများထိခိုက်မှုမရှိသလိုလူနေအိမ်တွေလည်းပျက်စီးတာမရှိဘူးလို့သိရပါတယ်။အော်တိုဘာလ13ရက်နေ့ကလည်းနမမြို့နယ်အရှိချမ်းစံကုန်းကျေးရွာအနီးကိုအာနာဒိန်စစ်တပ်ကဂျက်ဖိုက်တာနစီရဟရင်တစီနဲ့ဘုံရှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီးမယ်။တီတူများထိခိုက်မှုမရှိဘူးလို့လည်းစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ဟာခါရဲစခန်းမှာဖမ်းဆီးခံထားရတဲ့ဒေါ်လန်ရဲဘော်တွေကိုကဲထုတ်ခဲ့ပြီးစစ်သား6ဦးရှင်းလင်းခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်။ချင်းပြည်နယ်ဟာခါမြို့ရဲစခန်းမှာအာနာဒိန်စစ်တပ်ကမတရားဖမ်းဆီးထုတ်နောက်ထားတဲ့ဒေါ်လန်ရဲဘော်တွေကိုတွားရောက်ခဲထုတ်နိုင်ခဲ့ကြောင်းချင်းလန်းဒီဗန်ဖို့ဟာခါကမနေ့ကသတင်းထုတ်ပြန်ထားပါရယ်။အဆိုပါစစ်စင်ရေးကိုအော်တိုဘာလ16ရက်မနက်9:30မိနစ်အချိန်မှစကား CDF ဟာခါစစ်ဦးစီးချုပ်နဲ့ တမဟာလေးတမဟာမှုကိုတာကြီးကျက်ကိုကဲမှုနဲ့ CDF ဟာခါရဲဘော်တွေကအထူးမရှင်အဖြစ်လှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။တိုက်ခိုက်မှုအတွင်းစစ်ကောင်မရှင်တပ်ဖွဲ့ဝင်6ဦးကိုရှင်းလင်းနိုင်ခဲ့ပြီးတော်လိုင်းရဲဘော်အကျဉ်းသား9ဦးအပြင်အခြားအကျဉ်းသား10ဦးကိုလည်းကဲထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။မနက်၄နာရီအချိန်မှာအဆိုပါမရှင်ပြင်းမြောက်ခဲ့ပြီးအထိခိုက်မရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီးမယ်။စုံမတ်နေရာအယောက်မှာမထိမတ်ထားတဲ့ရန်သူကြီးတရောင်းကြောင့် တော်လိုင်းရဲဘော်တူမြင့်မြတ်စွာအသက်ပေးခဲ့ရတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်ကောင်မရှင်ရဲ့တရားမဝင်ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းဩစတြေးလျရောက်မြန်မာများဆန္ဒပြတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စစ်ကောင်မရှင်ကကျင်းပပြုလုပ်တဲ့ရွေးကောက်ပွဲကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲကိုအော်တိုဘာလ16ရက်မနေ့ကဩစတြေးလျနိုင်ငံကင်ဘရာမြို့မှာကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ CRPH NUG Sport Group AUS မှာဥဆောင်စီစဉ်ပြီးမဟာမိတ်အဖွဲ့အစည်းများပြည်သူများနဲ့အတူတကွာဩစတြေးလျပါလီမန်ရှိနဲ့စစ်ကော်မရှင်တန်ယုံရှိမှာဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့သိရပါတယ်။အဆိုပါဆန္ဒပြပွဲမှာဩစတြေးလျအစိုးရနဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့စစ်ကော်မရှင်ရွေးကောက်ပွဲကိုတရားဝင် မဟုတ်သောရွေးကောက်ပွဲအဖြစ်သတ်မှတ်ရန်နဲ့စေယုစု အပေါ်စီးပွားရေးပိတ်ဆို့မှုတွေနဲ့ဆက်လက်အရေးယူပေးဖို့လေရင်စီရောင်းချမှုတွေဟာ ဆရာဆွေးမှုအပေးရရောက်တဲ့အတွက်ရက်တံပေးရနဲ့အတူစေအောင်စုအားအထောက်ပံ့ပေးမှုများအလုံးရက်ပေးပါရန်တောင်းဆိုခဲ့ကြရတယ်လို့ဆုံးဆန်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းမှာဗတ်အစ်စ်ရိုက်ပေးခြင်း ခိတရက်ဆိုင်တဲ့နေ့မှာပဲမြန်မာရွှေ့ပြောင်းလုပ်တာ132ဦးအဖမ်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ထိုင်းအစိုးရကအထောက်ထားမရှိသူတွေကိုတရားဝင်အလုပ်လုပ်ခွင့်အတွက်ဗတ်အစ်စ်ရိုက်ပေးမဲ့အစီအစဉ်ရက်ဆိုင်လိုက်တဲ့နေ့မှာပဲ။ ဆာမိုစခွန်ခရိုင်မှာဘိုက်ရိုက်ဖို့စောင့်နေတဲ့မြန်မာလုပ်သား132ဦးဟာထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်လို့သိရပါဗျ။အော်တိုဘာလ16ရက်နေ့ညနေ3:00နာရီကမှဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီးမြန်မာပြည်ကလူတွေကိုအခကြေးဝင်တဲ့ခေါ်တင်ထားတဲ့ပွဲစားတွေထားပေးရာတိုက်တန်းမှာအဖမ်းခံရတာဖြစ်တယ်လို့သိရပါဗျ။လက်ရှိတော့စစ်တုံးစီတုံးပဲမဟာထိုင်းမှာပွဲစားတွေကမြန်မာတွေကိုလာထားတဲ့တိုက်တန်းမှာဖြစ်တာမြန်မာလုပ်သားတွေအကျိုးတွေနဲ့ဒုက္ခရောက်ကြပြီး တိုင်း80လက်ငင်းပေးပြီးတက်လာရတဲ့အလုသမားတွေဖြစ်တယ်လို့ကိုရဲမင်းကပြောဆိုထားကြောင်းသိရပါဗျ။မြမာပွဲစားအချင်းချင်းအဝေမတက်ဖြစ်ရမှာပွဲစားတူကနေရာအတိအကျနဲ့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတိုင်ကြားရကဝေဖန်ရခြင်းဖြစ်ကြောင်းကိုရဲမင်းကဆက်ပြောထားပါဗျ။ထိုင်းနိုင်ငံမှာအော်တိုဘာလ15ရက်နေ့ကစတင်လိုက်တယ်။တရားမဝင်တဲ့ရွှေ့ပြောင်းအလုသမားတွေကိုဘတ်ခေါ်ပန်းရောင်ကနေထိုင်လုပ်ကင်ဝင်ဝေါ်ပါမင်းအသည့်ပြုလုပ်ပေးခြင်းလုပ်ငန်းစဉ်ကို နယ်စပ်ပြဿနာတွေကြောင့်ယာယီရွှေ့ဆိုင်လိုက်ကြောင်းအော်တိုဘာလ16ရက်နေ့မှာပဲထိုင်းအလုံသမားဝင်ကြီးဌာနကကြေညာခဲ့ပြီးချင်းမှာပဲမြန်မာရွှေ့ပြောင်းလုပ်သားတွေကိုအခုလိုဖမ်းဆီးကန်လိုက်ရတာဖြစ်ပါတယ်ရှင်။မျိုးတော်ရဲ့မနက်ပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ပြည်သူများအားလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာကြပြီးဆရာနာရှင်စနစ်ဆိုးလအောက်ကနေအမြန်ဆုံးလွန်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်နဲ့အသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အခွေသားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။